ရာကြီးဖေမြဲရေးသားသောစာအုပ်ကပါအခန်းလေးကောက်ကင်မိလျက်ဖတ်မကြည့်ပေမနေနိုင်သည့်စာအုပ်စာအုပ်မျက်နှာဖုံးများပုံမှာကြုံညာစာတွေပါတတ်သည့် International Bestseller ပိုလိစာဆိုရစာအုပ် Novel ဆိုရစာရေးဆရာ၏အထူးခြားဆုံးဝတ္ထုဆောင်ရည်တန်းပေါင်းမီများရောင်းရပြီးသည့်စာအုပ် New York Times Bestseller စီးရင်တွင်ဘယ်နှစ်ပတ်ဆက်တိုက်ဖော်ပြခံရသည့်စာအုပ်စသည်များအပြင် အထူးသဖြင့်ကျိုးဖုံးများတွင်ထင်ရှားသောစာနေခြင်းများမှစာအုပ်အညွှန်းစရာဝေဖန်ရေးစရာတို့၏ထောက်ခံချက်မှတ်ချက်တွေပါဖော်ပြလေရှိသည်။ဒါတွင်သည်စာအုပ်ထုတ်ဝေသူကစီစဉ်ထစ်သွင်းထားသည့်ကြုံညာစာသားများဖြစ်ကြောင်းသိတိုလေလူအတော်များများမှာပင်ဒီစာသားတွေ၏ဆွေးဆောင်မှုဖြင့်စာအုပ်တွေရွေးချယ်ဝေယူဖြစ်ကြသည်။တကယ်ဖက်ကြည့်သည့်အခါအညွှန်းစရာနဲ့မိမိသဘောရှင်တိုက်ဆိုင်သည်လေးရှိသည်လွေးဓာတ်တွေလေးရှိတတ်သည်သို့သော မိမိမဖတ်ရသေးသောစာအုပ်တအုပ်နဲ့ပတ်သက်သည့်တခြားစာဖတ်သူတို့၏အမြင်ကို သိချင်တတ်သောစိတ်ကြောင့်စာအုပ်ဆိုင်မှာစာတအုပ်ကိုင်းပြီးလျှင်ညနေဖုန်းပေါ်ကတော့မဟုတ်ဇက်ကတ်ဖုန်းအတွင်းအပြင် စာအညွှန်းစာသားများကိုလိုက်၍ဖတ်ကြည့်မိတတ်သည့်တခါတုန်းကတော့စာအုပ်တအုပ်ကြိုးဖုန်းမှာအညွှန်းစရာတဦး၏ရေးဝန်းလှသောမှတ်ချက်တို့တစ်ခုထင်ထင်ရှားရှားပေါ်ပြထားတာတွေ့ရဖူးသည်ဒီစာအုပ်ကိုဘယ်နေရာပဲကောက်လှမ်းမိသည်ဖြစ်စေ ဖက်မကြီးပင်နေနိုင်မီမဟုတ်ပါတဲ့။ညှလာချီလာဟုစိတ်သေးကမှတ်ချက်ချမိသူလေကြံသည့်စိတ်တဝက်ကမူအဲ့ဒီမှတ်ချက်ကြောင့်ပဲဒီစာအုပ်ကိုပို့တဘိုးချသွားမိသည်။အကြောင်းကလေဒီစာအုပ်ကိုစင်ပေါ်မှာလှမ်းမြင်ကတည်းကကျွန်တော်စိတ်ဝင်စားမိသောကြောင့်ဖြစ်သည်။စာအုပ်အမိက book note တဲ့ကျွန်တော်နှစ်သက်သောစာအုပ်အမျိုးအစားဖြစ်နိုင်သည်ဟုတို့ညှိုလင်းခြင်းဖြင့်အပြင်းအလွှာကောက်ကင်မိသည်စာရေးသူအမိက Brian Link ကျွန်တော်မသိသို့သောစာအုပ်အမည်အောက်နာတွင်ပါရှိသည့်ခေါင်းစဉ်ငယ်တို့သို့မဟုတ် အမည်ခွဲနှင့်အတွင်းကမာတိကာအပါအဝင်ရှစ်စာမျက်နှာတချို့ကိုလှန်လို့ကြည့်ပြီးသောအခါ၌မူဒီစာအုပ်ကရှိထားသည့်စာအုပ်ဖြစ်ကြောင်းသိချာသွားသည် ဒါကြောင့်လေ နောက်ကျိုးဖုံးကမှတ်ချက်ကိုတွေ့တဲ့အခါပိုအားရသွားခြင်းဖြစ်သည့်တို့တို့တင်းပြက်ပြည့်တို့မယုံသေးဒီစာအုပ်ကိုမကြာခဏကောက်လန်ဖတ်ရှုမိသည့်အခါမှသာဒီလိုညွှန်းတဲ့အတန်အမှန်တကယ်ပေပေးဟု ကျွန်တော်တစင်းစင်းသဘောကျကလက်ခံလာခဲ့မိသည်ဘယ်နေရာကောက်လန်လန်ဆက်မပတ်ပေးမနေနိုင်ဟုညွှန်းထားသောဒီစာအုပ်ကို1998ခုနှစ်ကကျွန်တော်ဝေထားခဲ့ခြင်းဖြစ်ရာ ယခုဆိုရင်ကောက်ကင်မိသည့်အချိန်မှမနေတော့ပြီလှန်လို့ကြီးမိတိုင်းလင်ကျွန်တော်စိတ်ဝင်စားသည့်အကြောင်းအရာအရင်အသားတစ်ခုခုကိုတွေးမိကအဲ့ဒီနောက်ဆက်၍စာတပုံးနှစ်ပုတ်သုံးလေးပုတ်စသည်ဖြင့်ဖက်ရှုမိမိဖြစ်ပါသည်ဒီစာအုပ်ကို ပြုစုသည့် Brian Langley CSPAN ရုပ်တံလွှင့်အစီအစဉ်ကိုစတင်တည်ထောင်သူအမှုဆောင်အရာချီချုပ် CEO ဖြစ်ပြီး ဆိုင်ရည်သူများနဲ့တနအီကြားတွစ်ဆုံမင်းမြန်ခမ်းများကို CSPAN ၌အပတ်စဉ်ထုတ်လွှင့်ခဲ့သူဖြစ်သည့်1989ခုနှစ်ကစတင်သည့်၎င်းရုပ်သံတွစ်ဆုံခန်းကိုဘုံတို့ဟိုအမိပေးခဲ့ပြီးစာရေးသူတဦး၏နောက်ဆုံးထုတ်စာအုပ်တို့အုပ်ကိုအဓိကအခြေခံကစာအုပ်ပါအကြောင်းအချက်များအတွေ့အမြင်အယူအဆများတာမက၎င်းစာအုပ်အတွက်စိတ်ကူးရရှိဖို့မြည်ရွှေမြည်များသူတည်တနာပြုခဲ့ရဖို့ မြည်တော့မြည်ပုံရေးသားခဲ့ဖို့ပုံနဲ့ထုတ်ဝေဖြစ်ရန်အတွက်စီမံလုံဆောင်ရပုံစသည်များအပြင်စာရေးသူရေးဘဝနေထိုင်မှုပုံသဏ္ဍာန်ထူးခြားသောဒလီစရိုက်စသည်တို့ကိုပါပရိသတ်ပြပြစုံစုံသိရှိရအောင်စီစဉ်တင်ဆက်ပေးခဲ့သည်တနည်းဆိုရတော့စာအုပ်တွေကအကြောင်းရောစာအုပ်နောက်ွေကအကြောင်းများကိုပါဆက်ဆက်ဖော်ပြပေးထားခြင်းဖြစ်သည် ယခုစာအုပ်မှာစိုးစိုးပိုင်းကိုနှစ်ကာလအတွင်းစာရေးသူပေါင်း480ခန်းနဲ့တွဲဆောင်ခဲ့သည့်ဘုံတော်အစီအစဉ်များထဲမှ လက်ရွေးစဉ်120မြောက်ကိုရွေးထုတ်ကဆောင်းပါတော်မဟုတ်အစီပုံတံပြန်လည်ရေးသားပြီးသူစီထုတ်ဝေခဲ့ခြင်းဖြစ်သည့်လာအင်တာဗျူးလုပ်စဉ်ကပဲမေးမြန်းသူထက် ဖြည့်ဆို့သူစာရေးဆရာကိုအဓိကထားခဲ့ပြီးယခုပြန်လည်ရေးသားတဲ့အခါ၌မေးခွန်းများကို လုံးဝဖျောက်ဖျက်ထားရာ စာရေးသူကမိမိအကြောင်းမိမိစာအုပ်အကြောင်းများကို ကိုယ်တိုင်ပြန်လည်တိုးပြနေသည့်အတင်မျိုးဖြင့်ဖတ်ရှုရသည်တနအီဆိုင်အင်တာဗျူးကိုအလွန်ဆုံး3 5မျက်နှာထဲမပူအောင်စစ်စစ်တေးဖြတ်ပေးထားရာအနှစ်သာရတွင်ရှိစုစည်းပေးထားသလိုရှိသည်1990ခုနှစ်ခုနှစ်ကထုတ်ဝေခဲ့သည့်ယခုစာအုပ်တွင်ခေါင်းစဉ်အငယ်အဖြစ် America's Finest Author on Reading, Writing and the Power of Idea အမေရိကရဲ့အကောင်းဆုံးစာရေးသူများက စာဖတ်ခြင်းစာရေးရှင်းနဲ့အယူအဆတို့ရဲ့စွန်းအားအကြောင်းပြောဆိုချက်များဟူ၍ဖော်ပြထားသည်အယူအဆအိုင်ဒီယာဟူသည်ကို အလေးပေးထားသည့်အတိုင်းအင်တာဗျူးအတွက်ရွေးချယ်ထားသောစာအုပ်များမှဝတ္ထုမဟုတ်သောစာအုပ်များရှိဖြစ်ပြီးအဓိကအားဖြင့်သမိုင်းနိုင်ငံရေးနဲ့အထုပတ်တိများပါဝင်သည် တွဆုံသူများထင်းမှတချို့20ကျော်ခန့်သည်နိုင်ငံရေးစစ်ရေးစသည့်နေပြည်များတွင်ထင်ရှားကြောကြားခဲ့ပြီးနောက်မှမိမိတို့အကြောင်းစာအုပ်စာတမ်းရေးသားလျက်အောင်မြင်သောစာအုပ်အသီးသီးအတွက်အင်တာဗျူးအခမ်းအနားရောက်ရှိလာကြသူများဖြစ်သည်နမူနာပြရသောဂျမီကာတာ Richard Nelson Michael Gorbachev Margaret Thatcher အစရှိသူများဖြစ်သည်တို့တို့အများစုတို့ကမူစာသမားစစ်စစ်များဖြစ်သည်သူတို့အထေတွင် စာအုပ်စာတမ်းကြံပြူသောအလုပ်များရှိဆွဆွမြင်းမြင်းလုပ်နေသူတွေပါသည်နိုင်ငံတကာသတင်းစာမျက်နှာများနဲ့မျက်မှောက်အရေးအရာတွေတွင်ဘဝကိုတောင်းရှောင်းမြုံနှံခဲ့သည့်စာနေစင်းသမားများလေးပါသည်ဒီအထေးမှာ David Maculak Adam Morito လို့အထုပတ်တိဆရာများ Chelby Food Porret Magnonero လို့တမိုင်းသမားများပါသလို Po Kennedy Francis Fukuyama တို့လို့နိုင်ငံရေးစာပေရေးသားသူများ Nichihan ဒေးဗစ်ဟယ်လဘန်စတန်စသည့် BNN ခေဝိုင်းစစ်ထောက်သတင်းထောက်ကြီးများ New West Magazine မှ Joe Appwe New York Times မှ Thomas Friedman စသည့်ထိပ်သီးပင်နံဆောင်မရှင်ကြီးများလေးပါဝင်ကြသည်ဒီပုဂ္ဂိုလ်တို့ဦးစီအကြောင်းနဲ့၎င်းတို့အစာအုပ်ပြုစုပုံအတွေ့အကြုံများအကြောင်းကိုဖတ်ရှုရင်းထင်ရှားပြီးပြင်စွာမြင်လာရသည့်အချက်က ဒီပုဂ္ဂိုလ်အများအပြားသည်ပင်စာရင်းရှင်းအလုံး၌အထူးကျွမ်းကျင်လေးမှာကြားသည့်ပညာသည်စစ်စစ်များဖြစ်တဲ့ကဲ့သို့မိမိအလိုအပေါ်၌၎င်းတို့ထက်တန်ဆွေးမြေ့ဖို့ရိုသေလေးနဲ့ပုံများမှာအံ့ဩစရာလေးကလေးစားအားကျစရာလေးကောင်းလာသည်ဟုသောအချက်ဖြစ်သည့်နမူနာတချို့ပြရသောစိုးစိုးပိုင်းကဝတ္ထုများရေးသားခဲ့ပြီးနောက်တွင် တမန်ကျမ်းပြူပုဂ္ဂိုလ်ဖြစ်လာသူချယ်လ်ဘီဖူသည်အမေရိကန်ပြည်တွင်းစစ်အကြောင်းကိုစာအုပ်ထူကြီးသုံးတွဲရေးသားသည်1954ခုနှစ်တွင် Random House အုပ်တိုင်းနဲ့စာချုပ်ချုပ်ပြီးထိုနှစ်နွေရာသီမှစတင်ရေးသားရာ1994ခုနှစ်နွေရာသီကျမှပြည်စည်းသည့်ထိုအနှစ်20ကာလအတွင်းဒီစာအုပ်ပြုစုခြင်းအပြင်တခြားအထူးတလေအာယုံဆက်ရမည်မိတိအလုပ်တစ်ခုများမလုပ်ခဲ့စစ်တမန်ပြုစုသောအလုပ်ထင်းမှာပဲအာယုံအပြည့်ထစ်ထားသည့် အထအထမှတ်တမ်းမှတ်ရာများသာစစ်ဆက်အောင်စူးစမ်းရှောက်ပွေသည်မဟုတ်စစ်မြေပြင်ဖြစ်သည့်နေရာများသို့လေကွင်းကွင်းကွက်ကွက်အခင်းအကျင်းများတိတိကျကျသိအောင်ကိုယ်တိုင်တွားရောက်ကြည့်ရှုသည်ဤသို့တွားရနှင့်လေရောက်ဘူးသည့်ဆိုယုံများမဟုတ်စစ်တပ်ရာနေရာပတ်ဝန်းကျင်ကိုအနီးဆက်ဆုံးပြန်လည်မှန်းဆမြင်ရောက်နိုင်ရန်အတွက်စစ်ဖြစ်ပွားခဲ့သည့်ရက်လာမျိုးရာသီဥတုမျိုးမှတိတိကျကျတွားရောက်လေရှိသည် စာရေးသည့်နေရာမှာလေအလွန်စနစ်ကြီးသည်သူအိတ်ခန်းတည်း အဲ့ရနဘေးကဇပွေးပေါ်မှာပဲရေးသည် သူများလိုဖောင်တိန်တို့ခေးတန်တို့နဲ့မရေးမင်းတစ်ချက်တိုးပြီးလျင်တကြေးစာလုံး၄၅လုံးစီရေးရရာသည့်ကလောင်တန်နဲ့ရေးသည် စာရေးနေသည့်အချင်းသူ့အနီးတို့ဇနီးတဲ့အပါအဝဲမိသူများလာခွင့်မပြုတူဦးသေးစိတ်အေးလက်အေးတိတ်ဆိတ်စွာရေးသည်သို့တော့ဇံဝင်လျင်တသွင်သွင်ရေး ဇံမဝင်သည့်အခါတလုံးများမရေးဆိုတာမျိုးလေးမဟုတ်နေ့စဉ်စာလုံးရင်900ပို့သွားလျင်600ခန့်မှန်မှန်ရေးသည်ရေးပြီးသည့်စာများကိုမင်ချအောင်ထားပြီးလျင်လက်နှိပ်ဆက်နဲ့ပြန်ကိုသည်ထိုလက်နှိပ်ဆက်ကိုပြီးကိုကြည့်ပြီးလိုအပ်သလိုပြင်သည်ပြင်နာကိုအရှိုးပြန်ရိုက်သည် မကျင်နှက်လျင်ထပ်ပြင်းထက်ရှို့စစ်ကျင်နှက်ပြီဆိုတော့မှအပိဒါဆာမူရှိုးရှိုးတန်တန်ရိုက်ပြီးအထောက်ကိုရခင်ပြီးပြီးသားဆာမူရှိုးဆောင်ရများနဲ့အတူထပ်၍တင်းစီလိုက်သည်သူစုပေါင်းစာလုံးရဲ့တတန်းခွေရှိသည့်ဒီစာအုပ်ကြီး၃တွဲကိုဒီပုံစံအတန်းအဆအဆုံးရေးသားခဲ့သည်အလားတူနှစ်ချေလာများပြုစုရမည့်စာအုပ်ကြီးများကိုစိတ်ရှည်ရှည်ဆွေဆွေမြင်းမြင်းရေးသားခဲ့သည့်နောက်ပုဂ္ဂိုလ်တို့ကတမိုင်းပညာရှင်ဒန်နီယယ်ဘူစတင်ဖြစ်သည် ကွန်ဂရက်လက်တော်စာကြည့်တိုက်ကြီး၏စာကြည့်တိုက်မှုဖြစ်ပြီးဆောင်ရွက်ခဲ့သည့်ဘူစတင်သည်စနီးတဲ့ root A အကူအညီဖြင့်တမန်းစာစံစီများကိုနှစ်ပေါင်း90များပြုစုခဲ့သည် The American The Democratic Experience တုံးတွေကိုနှစ်ပေါင်း30များပြုစုရေးသားရသည်ထို့နောက်တွင် American နေနမိတ်ကိုကျော်လွန်ဖြန့်ကျက်က တာဝန်ကျင်တကပါလောကရောမိမိကိုယ်တိုင်၏အကြောင်းကိုပါသိနာလျရန်စူးစမ်းအားထုတ်ခဲ့သည့် လူသားတို့၏စူးစမ်းရှာဖွေမှုတမန်းကိုမှတ်တမ်းတင်သည့် The Discover နှင့်ရင်း၏အဆက်ဟုဆိုရသည့် The Creator A Historio Hero or Imagination ကို ကိုနှစ်စီအချင်းယူရေးသားခဲ့သည်ရှုပ်ပြောရသောသူတို့ဇနီးမောင်နှံ၏ဘဝတသက်သာလုံးကို ထိုတမန်ကျန်းသုံးစုံထဲတွင်မြှုပ်နှံခဲ့သည်ဟုဆိုရပေမည်ဒီတွင်အလျံတန့်၍ဘူစတင်း၌ယခုကဲ့သို့မာရသန်ကျမ်းပြုစိတ်ဓာတ်ကြီးကိန်းအောင်စေခဲ့သည့်တမန်ပညာရှင်ကြီးအက်ဒဝတ်ဂတ်ဘွန်အကြောင်းအနေငယ်ပြောလိုသည်ဂတ်ဘွန်သည်အလွန်ထင်ရှားကြိုစားသောတမန်ပညာရှင်ကြီးတစ်ဦးဖြစ်ပြီး၎င်းပြောဆိုသည့် The History of the Decline and Fall of the Roman Empire ရောမအင်ပါယာရုံရင်းလာပုံနဲ့ကြာချုံခဲ့ပုံတမန်ကျမ်းကြီး6တွင်းမှာတမန်ကျမ်းများလောကနဲ့အထင်ရှားဆုံးလက်ရာတစ်ခုဖြစ်သည့်ဂျပန်သည်၎င်းကျမ်းကြီးကိုနှစ်ပေါင်း20မှပြုစုခဲ့ရသည်ဟုဆိုသည်ဒန်နီယယ်ဘူစတင်းကဆရာကြီးကပ်ပွန်ကိုအလွန်လေးစားသည်တက္ကသိုလ်ဂုံတူးတန်းတွင်ကပ်ပွန်အကြောင်းစာတန်းတင်ခဲ့သည်တနည်းပြောရသောကပ်ပွန်ကចောင်းသားဘဝမှာစာ၍သူ့ရဲ့အိုက်ဒို သူ၏မူရဲသို့မဟုတ်ယနေ့အတုံးများနှင့်ဒီစကားနှက်ပြွားတို့နမူနာပြပုဂ္ဂိုလ်ရိုးမိုတွေဖြစ်ခဲ့ရာနောင်တနေ့တွင် နှစ်ရှည်လားများသူတေသနာပြွားသည့်တမန်းစာအုပ်ကြီးများပြုစုဖြစ်ခြင်းမှာလည်းကပ္ပွန်၏ဩဇာတရားမှုသို့မဟုတ်ကပ္ပွန်ထံမှရလာသောပညာစိတ်တတ်အမွေဟု၍ဆိုရပေမည် အတွေ့အခေါ်ရှင်တစ်ပံပညာရှင်လူမှုရေးကောင်းဆောင်နိုင်ငံရေးအကြီးအကဲစသောပုဂ္ဂိုလ်တို့၏အထုပတ္တိများကိုပြုစုကြသူတို့သည်လေမိမိရေးသားသည့်တက်ရှိထင်ရှားပုဂ္ဂိုလ်တို့မဟုတ်ကိုလွန်ခဲ့သောပုဂ္ဂိုလ်တို့အတွက်နှစ်ပေါင်းများစွာစိတ်ရိုးကိုပါစိုက်ထုတ်ပြုံနှံကြရသည်မာဆန်း The Mind on Fire စာအုပ်ရေးသားသူ Robert Richardson ကထိုစာအုပ်ကိုရှင်းနှစ်ကြာမြပြုစုရသည်ဟုဆိုသည် တို့တို့အီမာစင်နဲ့ဆက်လျံဒီစာအုပ်စာတမ်းမှတ်တမ်းမှတ်ရာများကိုရှာဝေဖတ်ရှုခဲ့တီကမူ နှစ်ပေါင်း30များရှိခဲ့ပြီးဟုဆိုသည်။အီမာဆင်အကြောင်းစာအုပ်တွေဖတ်သည်။အီမာဆင်ရေးသောစာအုပ်တွေဖတ်သည်။အီမာဆင်ဖတ်ခဲ့သောစာအုပ်တွေဖတ်သည်။၎င်းစာအုပ်များနဲ့ပတ်သက်၍အီမာဆင်ရေးခဲ့တိုးခဲ့သည့်မှတ်စုတွေမှတ်ချက်တွေဖတ်သည်။ထို့ပြင်အီမာဆင်ရေးသားခဲ့သည့်စာပေတွေလည်းဖတ်ရသေးသည်။အီမာဆင်ကလည်းအလွန်မဲ့အရေးသားများခဲ့သူဖြစ်သည်။သူရေးသည့်မှတ်စုစာအုပ်များနဲ့နေဆက်မှတ်တမ်းများသည်ပင်စုစုပေါင်းစာအုပ်ရေ250ကျော်များရှိပြီးတအုပ်စီမှာလည်းစာမျက်နှာ300 400 ားများရှိသည်သူရဲခဲ့သည့်စာပေများမှလေစူပေါင်းပုံနေသည့်အခါကိုရီတီတီရိနေရသည်ဟုဆိုသည်ဤသို့အီမာစင်နှင့်တိုက်ရိုက်တိုလေးကသေဝဲရဲတိုလေးကနှင်းတွင်ပတ်သက်သည့်စာအုပ်စာတမ်းအများအများစွာကိုအထက်ထက်အပြန်ပြန်အလှန်က ီမာစင်အေဘဝလမ်းကြောင်းကိုတထစ်ချင်းတလှမ်းချင်းရှေ့ရာခံကြည့်၆လမ်းကြည့်ပြီးမှတွေးခို့ချင်းအီမာစင်ဤဦးနှောက်နှင့်နှလုံးသားကိုဖို့ကျူးသည့်အထုပတ္တိစာအုပ်ကိုသူပြုစုခြင်းဖြစ်သည့်လားတူပင်တချိန်ကကဘာမှလူသည့်အများဆုံးပုဂ္ဂိုလ်တဦးဖြစ်ခဲ့၍သူအကြောင်းစာအုပ်တွေလေးပလူပြအောင်ထွက်ခဲ့သည့်တီထွင်သူတိုမတ်အက်ဒီဆင်အကြောင်းကို20ရာစုကုန်ခါနီးလောက်တွင်မှအထုပတ္တိတစ်တအုပ်ပြုစုသူနီဘောလ်ဒရင်ကလည်း ီစာအုပ်မရေးသားမီသူပထမဆုံးလုပ်တဲ့အလုပ်ကအက်ဒီဆင်အကြောင်းရေးထားသည့်စာသမန်သမျှတလုံးမှမကျန်အောင်ဖတ်ရှုခြင်းဖြစ်သည်ဟုဆိုသည်ထို့နောက်တွင်အမေရိကန်ပြည်အတွင်းအက်ဒီဆင်နေထိုင်ခဲ့ပူသည့်နေရာမှန်တမ်းများသို့သွားရောက်သည် ထို့နောက်အင်္ဂလန်သို့သွားကအင်္ဂလန်ရှိလျှက်စင်အင်ဂျင်နီယာတစ်ပတ်မိုးကွမ်းတိုက်တွင်စူးစောင်းထားရှိခဲ့သည့်အက်ဒီဆင်ဆိုင်ရာမှတ်တမ်းမှတ်ရာများကိုလေ့လာသည်ဤအပြင်အက်ဒီဆင်၏မျိုးဆက်များနှင့်လည်းလိုက်လံတွေ့ဆုံသည်ထို့နောက်တွင်အရေးကြီးဆုံးကအက်ဒီဆင်၏စမ်းသပ်ခန်းမှတ်စုစာအုပ်ပေါင်း3000ကျိုးကိုအသေးစိတ်ဖတ်ရှုစီစဉ်ခြင်းပင်ဖြစ်သည်၎င်းမှတ်စုများကိုကြည့်ကအက်ဒီဆင်လုပ်ခဲ့သည့်သုတေသနများစမ်းသပ်မှုတည်ထွင်မှုများကိုအရှင်ကာလတိတိကျကျသူသိရသည်အက်ဒီဆင်၏စိတ်ကူးစိတ်တမ်းများ ယုတ်လုံးမပေါ်သေးသည့်စိတ်ကူးအစအနာများနဲ့သူ့ကောင်းထွေးရဲ့မြေအောင်မြုံမှန်းထားသောအရာများကိုတီခွင်ရသည်ထို့အပြင်အဒီဆင်၏မှတ်တိုင်များတွင်သူဖတ်ရှုနေသောစာအုပ်စာတမ်းများသူတွေ့ဆုံခဲ့သူများသူနဲ့စိတ်ကူးရှင်ဖလေခဲ့သည့်ပညာရှင်များ၏စမ်းသပ်ခန်းသုံးပစ္စည်းများနဲ့ကရိယာတစားပလာအမည်စင်းများကိုပါရေးမှတ်ထားလေရှိရာသူစိတ်ကူးများတာမက၎င်းတို့ကိုအကောင့်ထည့်ဖို့မှုဖြစ်မြောက်မှု မဖြစ်မြောက်မှုစသည်တို့အပါအဝင် အဒီဆင်၏တီထွင်မှုဘဝလမ်းကြောင်းတစ်ခုလုံးကို ခရီးစီးတွင်ကြခြေရာကောက်ရရပဲသည်အဲ့ဒီလိုအလေးလမ်းမရှိနှက်ဆက်ပြည့်စုံပြီးဆိုတော့မှအချက်အလက်အထောက်အထားပေါင်းစုံကို အနီးမှစုပုံကအဒီဆင်အထုပတ္တိကိုစရည်တည်ဟုဆိုပါသည်မိမိ၏ကိုယ်ရေးအထုပတ္တိပြုစုရန်အတွက်အရေးအသားကျွမ်းကျင်သူတို့၏အကူအညီကိုရယူပုံအကြောင်းဖွင့်ဟပြောဆိုလာသူများလေးရှိသည်ဒီအထက်မှာအမည်မခံသောစာရေးသမား Ghostwriter သုံးဆွဲသူလေးရှိသည် ပူရဲရေးသားသည့်စာရေးဆရာ၏အမိကိုပါ Core Order အဖြစ်ပုံနှိပ်ဖော်ပြတာမျိုးလေးရှိသည် American နိုင်ငံစာရေးဝန်ကြီးဟောင်းအငိမ့်စားဗိုလ်ချုပ်ကြီး Colin Powell ကမူ My American Journey အမည်ရှိသူ၏အထုပတ်တိစာအုပ်ရေးသားမည်ဟုစာတိုက်တွင်စာရှုပ်ရှုပ်ပြီးနောက်တွင်သူ၏ရေးသားပေးသည့်သူတို့ဦးကိုအရင်ဆုံးရှာရသည်ဟုဆိုသည် လူအတော်များများကိုစဉ်းစားပြီးသည့်အနောက်တွင်အစီကိုအမိရှိအထုပတ်တိဆရာတို့ဦးကိုတူရရှိခဲ့သည်ဖာဝေးကဒေသအုပ်ရေးသားရသည့်အလို့သည်သူဘဝတခြားလူကိသမျှထဲမှာအခက်ခဲဆုံးအလို့တစ်ခုဖြစ်သည်ဟုဆိုသည်ပါစီကုံ၏အကူအညီမပါကဒီစာအုပ်ဖြစ်မြောက်လိမ့်မည်မဟုတ်ဟုဝန်ခံသည် အထုပတ်တိရေးဖြစ်ရန်အတွက် သူဘက်ကအတော်ကြီးအရှုတ်ပေးခဲ့ရသည်တချက်ကနှစ်ပေါင်းများစွာဦးစားပေးလာအမိန့်ပေးခန်းစစ်လာသောပုဂ္ဂိုလ်တရားအနေနဲ့ကိုအထုပတိကကြာကမှ ဆုံးဖြတ်ခွင့်အာဏာကိုသူတပါအားမျှဝေပေးရခြင်းတချို့အပိုင်းမှာလုံးဝလွှဲပေးလိုက်ရခြင်းဖြစ်သည်နောက်တစ်ချက်ကအကြီးအကဲတူအဖြစ်မိမိရဲ့စိတ်ခံစားမှုတွေအဲအောင်ငယ်သားမသိအောင်တစ်ဖက်လူမရိပ်မိအောင်အမေးဖုံးကွယ်တိုးသိလာခဲ့ရမှာယခုသူ့ရဲ့အကူစာရေးဆရာပါစီကိုတောင်းဆိုမှုကြောင့်သူ့အမြင်သူ့အတွေ့သူ့ယုံကြည်ချက်နဲ့ခံစားချက်များကိုအိတ်သွန်ဖာမှာဖော်ထုတ်ဖွင့်ချပေးခဲ့ရခြင်းဖြစ်သည်အဲ့ဒီလိုမိမိဘက်ကလိုက်လျိုးကကျွမ်းကျင်သူ့ရဲ့အကူအညီကိုပြပြဝဝရယူ ခက်သဖြင့်လေသူစာအုပ်ကအောင်မြင်ခဲ့ခြင်းဖြစ်သည့်နိုင်ငံရေးနေပင်၌ခွန်လန်းပါဝေးရေပန်းစားစင်ကာလာကလည်းဖြစ်သည့်ထို့အချိန်ကသူစာအုပ်မျက်နှာပန်းလှပုံကိုအနည်းငယ်ဖော်ပြလိုသည်စာအုပ်ထွက်ပြီးသည့်နောက်သူတို့စီမှလုံးလေးရှိသည့်ဘုတ်ထိုးခိုစာအုပ်အယောင်မြင့်တရေခရီးစဉ်တစ်ခုထွက်သည့်ခရီးစဉ်ကရက်တပတ်၅ပတ်ကြာမြင့်၍အမေရိကန်ပြည်ရှိ မြို့ကြီး25မြို့သို့ရောက်သည့် ရောက်ရနေရာများတွင်စာအုပ်ဆိုင်သို့မဟုတ်တင်းလျော်သည့်ခန်းမတစ်ခုမှစာအုပ်လက်မှတ်ရေးထိုးပွဲများပြုလုပ်သည်စာအုပ်ဝယ်သူအားစာအုပ်ပေါ်တွင်စာရေးသူကလက်မှတ်ရေးထိုးပေးခြင်းဖြစ်ပြီးထုံးစံအားဖြင့်မူရည်ညွှန်းစာတော်လေးတစ်ခုခုရေးစာအုပ်ဝယ်သူစာဖတ်သူအားစကားတစ်ခွန်းနှစ်ခွန်းပြောသူမေးတာရှိလျင်လေးဖြေကရေးသူနဲ့ဖတ်သူအကြားရင်းနှီးမှုရယူကြလေးရှိသည်ခွန်လင်းပါဝေးအစာအုပ်လက်မှတ်ထိုးပွဲများမှာ လူအနည်းအများကိုလာ၍တကြိမ်လျင်၂နာရီ၃နာရီ၄နာရီကြာမြင့်ပြီးထို့အတွင်းစာအုပ်2000မှ4000အထိလက်မှတ်ထိုးရေးပေးရသည်ဖြစ်ရာမိစွေအရင်းအချာများကလူရင်စကားပြောနေဖို့အရှိမရမိမိလက်မှတ်ရဖို့အတွက်အချင်းအကြာကြီးစောင့်ဆိုင်းနေခရသည်စာဖတ်သူများတစ်ချက်မိုးကြည့်ပြီးနှုတ်ဆက်ဖို့ပဲမနည်းစူးစမ်းရသည် ထိုခရီးစဉ်အတွင်းစာအုပ်6000နဲ့ ထို့နောက်တွင်စာအုပ်တိုင်းအတွက်အမှတ်တရားစာအုပ်ပါ6000တအုပ်တီတီလက်မှတ်ရေးထိုးပေးခဲ့ပြီးအမျိုးမျိုးအနေနဲ့မှစာနေစဉ်သမားများနဲ့ရေဒီယိုအင်တာဗျူး၊ TV အင်တာဗျူး၊ပုံနှိပ်စာနေစဉ်အင်တာဗျူးအများပြားပြုလုပ်ခဲ့သည်ဟုဆိုပေသည် စာအုပ်တို့အကြီးအကျယ်စွန်းသွားသည့်အခါခံစားရသည့်အတွေ့အကြုံကို ပြောပြသည့်နောက်ပုဂ္ဂိုလ်တို့ကရေးသက်တို့မှသမိုင်းပါမောက်ခဖိုးခနေလီဖြစ်သည့်ကနေဒီရေးသားသည့် The Rise and Fall of the Great Powers အမည်ရေးစာအုပ်မှာလွန်ခဲ့သောနှစ်ပေါင်း900ခန့်အတွင်းကမ္ဘာ၌အင်အားကြီးနိုင်ငံများပေါ်ထွန်းလာပုံနဲ့ကြာရှုံသွားပုံများအကြောင်းကိုစီးပွားရေးရှုထောင့်စစ်ရေးရှုထောင့်တို့မှသုံးသပ်ရေးသားထားသောကျမ်းတအုပ်ဖြစ်ပြီး အထူးသဖြင့်လက်တလုံးနံပါတ်၁ဖြစ်နေသည့်အမေရိကန်ရှိလက်ရှိအရှင်အနေအနေထားနဲ့ရှေ့အလားအလာများကိုပါဝေဖန်ဆင်းစစ်ထားရာနိုင်ငံတကာရှိပညာရှင်လူကရောနိုင်ငံရေးလူကတွင်မှစဉ်းစားရှင်စဉ်စရာများနဲ့အငင်းအခုံပွားစရာများစွာပါဝင်နေသည်။စာအုပ်လူက၌အငင်းပွားစရာများများပါလေဈေးကွက်တွင်ရောင်းကောင်းလေဟုသောသဘောတစ်ခုရှိလေရှိရာကနေဒီးယားစာအုပ်သည်လည်း၎င်းအတိုင်းဖြစ်ခဲ့သည်။ စာအုပ်ထွက်ခါစားမှာပဲဒီစာအုပ်ဒီ1988ခုနှစ်အတွင်းရအောင်အကောင်းဆုံးစာအုပ်ဖြစ်လိမ့်မည်ဟုသူခန့်မှန်းပြောဆိုမှုများရှိခဲ့ပြီး၎င်းနောက်တွင်စာနယ်ဇင်းများ၌အခြေတဝဲဝေဖန်သုံးသပ်ချက်တွေဆန့်ကေးဆန့်ကေးပို့ထွက်လာတဲ့ကိတော့နိုင်ငံရေးလောကမှာထင်ရှားသောပုံကုန်များပါငင်းခုံပွေးသေးသောဝင်ရောက်လာသည် စာအုပ်အိတ်ကရက်တွေကြီးမားလာခြင်းနဲ့အတူပိုးကနေဒီမှာလေစာနေစဉ်အင်တာဗျူးရုပ်သံအင်တာဗျူးလုပ်သူများတယ်လီဖုန်းဆက်သူစာရေးဆက်သွယ်သူလမ်းမရန်တန်းနှုတ်ဆက်ကစာအုပ်အကြောင်းမေးမြန်းသူငင်းခုံသူစသည်များကြောင့်သူ့ဘဝနေခြင်းညာခြင်းတမျိုးပြောင်းတယ်လို့ဖြစ်သွားခဲ့သည်ဝေကြီးအကျိုးကျေးဇူးများကလေသူလုံးဝမျှော်လင့်မထားခဲ့သည့်အတန်းအတားအထိကြီးမားများပြားခဲ့သည် မူရင်းအင်္ဂလိပ်ဘာသာစာအုပ်ကအချင်းချင်းအထက်ထက်ရိုင်းနှိမ့်နှုန်းအောင်ရှားနေရတဲ့ကိတို့ကဘာအနှံ့အပြားတွေအပြေးအလွှာအလျင်မြန်ထွက်ပေါ်လာနေသည့်ဘာသာပြန်မှုများကလေ223မျိုးအထူးရှိခဲ့ရာပြည်တွင်းပြည်ပမှစာမူခမွေတွေတတွင်တွင်စည်းဝေနေခဲ့သည်ဟုဆိုပေသည်ဘိုးကနေဒီရဲ့စာအုပ်ကိတို့အငင်းအခုများပြီးထင်ရှားအောင်မြင်သွားသောတခြားစာအုပ်တို့အုပ်ကအမေရိကန်အစိုးရနိုင်ငံရှားရေးဌာနအရာရှိဟောင်းတို့ဖြစ်သည့်ဖူကိုယာမာ၏တမိုင်းနီကုံနှင့်နောက်ဆုံးလူသားစာအုပ်ဖြစ်သည့် ူစာအုံမှာတမိုင်းနိဂုံးဟူသောစကလုံးတက်တက်ကိုအတိတ်ပြေကောက်လွေးကငင်းခုန်ကြခြင်း liberal democracy ကို တကဘာလုံးလက်ခံလာကြပြီဟူသောသူ့အယူအဆကိုစန့်ကျင်တိုက်ခတ်ခြင်း စသည်များအပြင်မြမအပါအဝင်ကဘာအနှံ့အပြားနဲ့ဆူဆူညံညံဖြစ်ခဲ့ပြီးရင်းအတန့်အပလန်များနဲ့အတူဖူကိုရာမဟုသောအမည်သည့်လေစာအုပ်လောကတွင်ရောနိုင်ငံတကာနိုင်ငံရေးလောကတွင်မှထင်ရှားသွားခဲ့သည့်ဥနှုတ်စာအုပ်တွင်ထိုအငင်းပွားမှုများနဲ့ပတ်သက်သည့်ဖူကိုရာမ၏ရှင်းလင်းဖြစ်ကြားချက်များကိုပဲအဓိကဖော်ပြထားသည့်ပြည့်အနာကင်း၍တရားလှပသောစာတပုတ်ဖြစ်အောင်တိပြတ်ပြင်ဆင်ရဖို့အစဉ်စင်းတို့ကိုပါပြည့်အနာစာကင်း၍ တက်ရလှပသောစာတဘောဖြစ်အောင်တိဖြတ်ပြင်ဆင်ရဖို့အစဉ်စဉ်တို့ကိုပါစိတ်ဝင်စားဖွယ်ပြောပြသည့်ပုဂ္ဂိုလ်ကအငိမ့်စားအမေရိကန်ဗိုလ်ချုပ်ကြီး Norman Chabrasco ဖြစ်သည် Chabrasco က Vienna, Grenada, ပင်လယ်ကွေးစစ်ပွဲအတွေ့အကြုံများအကြောင်းဖော်ပြသည့် It does take the hero စာအုပ်ကိုစာရေးဆရာ Peter Peter နဲ့ပူးတွဲရေးသားသည် Peter ကဖိုကျိုးမဂ္ဂဇင်းအက်ဒီတာတဦးဖြစ်ပြီး အထုပတိပူတွေရေးသားသည့်အတွေ့အကြုံလေးရှိခဲ့သူဖြစ်သည်လုပ်ငန်းအစပိုင်းမှာပဲပီတာကအလုပ်လုပ်ရတာအဆင်ပြေစေရန်အတွက် သူ့အိမ်သားတို့ပြောင်းရွှေ့နေထိုင်သည် နေ့စဉ်မနက်၈နာရီအရောက်လာကည9နာရီတောင်မှပြန်သည်စနေတနင်္ဂနွေအပါအဝင်လက်နက်စင်အစိခံဆက်တိုက်အလုပ်လုပ်ပြီးမှတကြင်စီနာသောစနစ်ကိုသူတို့ကျင့်သုံးကြသည်ဒီစာအုပ်ပြုဆုံးရန်အထက်ပထမဦးစွာသူတို့နှုတ်အတူထိုင်ကစာအုပ်အတွက်ပုံချမ်းအရင်ရှာသည် ဘာတွေထစ်မလဲမလောက်ထစ်မလဲလေကွေးစစ်ပွေးအကြောင်းမင်းများအသားပေးမီလေသူ၏ငယ်စဉ်ဘဝနဲ့ပတ်သက်၍ကိုစသည်ဖြင့်အကြောင်းအချက်တွေစဉ်းစားကထစ်သွင်းရေးသားမည်အတိုင်းအတာအချို့အစားကိုချိန်စားညှိနှိုင်းကြသည်အောက်လိုင်းပီပီတတရပြီးနောက်တွင် သူကတက်ဆိုင်ရအစိမ့်အပိုင်းနဲ့ဆိုင်သောသူ့အတွေ့အကြုံအဖြစ်အပျက်တွေကိုတောက်ချောက်ပြိုးသည်သူ၏ပြောပြချက်တွေကိုတိတ်ခွေများနဲ့အတန်သွင်းသည် ပီတာကလည်းတိတ်ခွေတွေကိုပြန်ဖွင့်နားထောင်ကမချင်းတာတွေမှတ်ထားပြီးနောက်နေ့မနေ့မှပြန်မေးသည်တာမန်အရက်သားနဲ့မယံပါတဲ့စစ်စကားစစ်အသုံးနှုန်းတွေကိုရိုးရိုးအင်္ဂလိပ်စကားဖြင့်ပြန်ပြောခန်းသည်ရှင်းပြီဆိုတော့မှသူပြောပြချက်တွေကိုရေးကူးစေသည်အခက်တခန့်အတွက်ပြုဆိုချက်တွေစာရွက်ပေါ်ရောက်ပြီဆိုတော့မှပီတာကအတီဟာကိုယူက၎င်းအခန်းကိုစကားပြင်းနဲ့ပြန်ရေးသည်သူကဒါကိုဖတ်ပြီးပြင်ဆင်တလောက်ပြင်သည်ဖြစ်ရှင်တလောက်ဖြစ်ရေးသည် ပြီးလျင်ပီတာတို့ပြန်ပေးသည်ပီတာကလေဒါကိုနေရအနှံ့အပြားပဲပြန်ပြင်ပြန်ရေးသည်ပြီးလျင်သူ့ကိုပေးသည်သူကထပ်ပြင်ရေးသည်ပီတာကိုပြန်ပေးပီတာကထပ်ပြင်ဤသို့အပြန်ပြန်အလန်လန်ပြင်ဆင်ကြပြီသူတို့စစ်တမ်းကြပြီဆိုတော့မှထို့အခန်းအတွက်ပီစီတီဆောင်မကိုထုတ်ဝေသူထံသို့ပို့သည်ဒီအခါစာအုပ်တိုင်းမှအက်ဒီတာကဖတ်ရှုပြီး ဒီနေရာလေးကိုနည်းနည်းပိုရှင်းအောင်ရေးပေးစမ်းပါဟိုဒီနားမှာတော့စသဖြင့်အကြောင်းအရာနဲ့ပတ်သက်၍အခန်းဖွင့်စည်းပုံနဲ့ပတ်သက်၍လိုအပ်သည့်ထင်တာများကိုပြင်ဆင်ဖြစ်ဆွဲစေသည်တဖန်စာအုပ်တိုင်းမှာအချက်အလက်စစ်ဆေးသူတော်မဟုတ်သူတေသနအက်ဒီတာကလည်းနေရာနှိစွေအရေးအတွက်နာမည်စာလုံးပေါင်းစသည့်စသည့်များကို၎င်းတို့မှာရှိသည့်ရည်ညွှန်းစာအုပ်များအချက်အလက်ပန်းများမှာ မှတ်သားထားသည့်များနဲ့တိုက်ဆန်စစ်ဆေးကလွေးချုံနေသောဝိဝါဒကွင်းစီယာဖြစ်လျက်မသေးချာလျင်ပြန်လည်ဆင်းစစ်ပြင်ဆင်သည်ထို့အပြင်ဝါကြအထားအသောစကလုံးအသောအနှုံးတဒါရေးထုံနှင့် ပုတ်ထီးပုံမှစသည့်များကိုစစ်စစ်သည့်စာမူတန့်စင်သူထံမှပြန်လာသည့်မှတ်ချက်ထောက်ပြချက်အမှားပြင်ဆင်ချက်များကိုကြည့်ကာလိုအပ်သည့်များကိုလည်းပြင်ဆင်ရပြန်သည်ဤသို့ပြင်စာအုပ်၏အစပိုင်းအခန်းများမှာပုံနှဲ့သောအဆင့်ရောက်သည့်အထိ ဆက်နှစ်ကြိမ်မျှပဲပြန်လည်ပြင်ဆင်ရေးသားပေးခဲ့ရသည်ဟုဆိုသည်အရေးစီရာမဟုတ်သောပုဂ္ဂိုလ်တို့ဦးရေထူးခြားသော အတွေ့အကြုံကို လူအများအတွက်တန်ဖိုးရှိသည့်စာအုပ်ကောင်တို့အတွင်ပြင်ရှိလာအောင်ဝမ်းဝမ်းအားထုတ်ကြသည့်လှပသောစုပေါင်းလို့ဆောင်ချက်တရားဖြစ်ပေသည်ဒီစာအုပ်တွေတွင်စာဖတ်သူအားပြန်၍ပြောပြရှင်စီရာစိတ်ဝင်စားဖို့အကြောင်းအရာများများပြားစုံလင်လှသည့် ဒါကြောင့်လေနောက်ကျိုးဖုံးမအညွှန်းဆရာကဘင်းနေရကောက်လန်လန်ဆက်ဖက်မိစေရမည်ဟုတေချာပေါက်ပြုခဲ့ခြင်းဖြစ်သည်။တာအုပ်ပြုစုသူ Brian Link သည်ဘုံနော့အင်တာဗျူးအစီအစဉ်များကို2004ခုနှစ်အထိထုတ်လွှင့်ခဲ့သည်။တနင်္ဂနွေနေ့ညပိုင်း TV အစီအကောင်းတွင် တနာရီတိတိပြပြဝါဝါထုတ်လွှင့်သည့်၎င်းအစီအစဉ်ကိုစာသမားတို့အထူးစိတ်ဝင်စားခဲ့ကြသည်။ အင်တာဗျူးများကိုအနှိမ့်ချုပ်ထုတ်ကအဆင်အဖြစ်ပြန်လည်ရေးသားပြီးယခုစာအုပ်ကဲ့သို့ပင်ဘုံနုပင်မကောင်းစဉ်ဖြင့်နောက်ထပ်၃အုပ်ဆက်လက်ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်